မင်္ဂလာပါချက်တီနာဖြစ်ပါတယ်ဒီချက်တီနေ့သင်မှာက grade 12 math year chapter 10 method of integration လေးတွေ့နေတာဒီနေ့ example 4ပေါ့နော်မနေ့ကအပိုင်းမှာ notes သိသင်တာတာဖြစ်တဲ့အတွက် example 3 layer formula တွေကိုရမှာ sorry part 3 layer formula တွေကိုရမှာ ဒါလေးတွေဆက်ရမှာဖြစ်တယ်အဲ့တော့မကြည့်ရသေးတဲ့ clear sheet က part လေးတွေကိုအရင်ကြည့်ပြီး formula လေးတွေအရင်ပြန်နှွေး formula လေးတွေရပြီဆိုမှဒါကြည့်လို့ရမှာဖြစ်တယ်เนาะအဲ့တော့ example 4ကိုကြည့် example 4မှာနံပါတ် a လေးကိုပြန်ကူးပါမယ်ဆိုတော့နံပါတ် a မှာ integral 3 cos x minus 5 sin x not dx ဒါဆိုရင်ဒီစရုပ်ပါအရင်ကြည့်ရမလဲ integrate လုပ်တော့မယ်ဆိုရင် die right grade လို့ရမယ် formula လားလို့ဆိုတာကြည့်မယ်နော် transformation လုပ်ရမှာလား die right grade လို့ရမှာလားလို့ကြည့်မယ်ဒါဆိုရင်သူ့ကို cost ဆိုရင် cost မှာ power မပါတဲ့အတွက် cost က die right grade လို့ရတယ် sign လည်း die right grade လို့ရတယ်ဒါဆိုရင် 3d constant ဖြစ်တဲ့အတွက်3ကိုရှေ့ထုတ်မယ် integrate cos x နော် minus 5က constant integrate sin x dx ဒါဆိုရင် teacher တို့က cos ကို create ရင်ပါလဲ sin sin ဆိုတော့ sin x minus 5 count constant sin ကို create ရင် minus cos x နော် plus c ဒါဆိုဒီ minus minus က plus ဖြစ်သွားမှာဖြစ်တဲ့အတွက်3 sin x plus 5 cos x plus c နော်ဒါပဲဒါက e လေးပေါ့နော် A လေးရပြီဆိုရင် B လေးကိုကြည့်ရအောင် B မှာက B လေးပုံစံတစ်ချက်ပြန်ကူးမယ်နော် B ပုံစံပြန်ကူးမယ် integral e power x plus 2 sin x dx ဒါအရဆိုရင်ဒီစရို diagonal grade လို့မရဘူးလား e power x လေးရလဲ diagonal grade လို့ရတယ် sin လေးရလဲ diagonal grade လို့ရတယ်အဲ့ဒါဆိုရင်ခွဲရေးလိုက် diagonal grade လဲရတယ်เนาะတခုစီခွဲရေးပြီးမှ grade လဲရတယ် e power x dx နော်ဒီမှာ dx လေးကျန်နေတယ်တရှင် dx နော်တစ်ခုစီခွဲရင်တစ်ခုစီမှာ dx ပါမယ်နော် plus 2က constant integral sin x dx နော်ကဲအဲ့ဒါဆိုရင် e power x e power x ကိုပြင်ရင် e power x ပဲ plus 2 sin ကိုပြင်ရင် minus cos plus c ဒါဆိုရင် minus c ပို့လိုက်တဲ့အတွက် e power x minus 2 cos x plus c နော်ကဲအဲ့ဒါဆို c ကိုကြည့် c မှာကကြတော့ဒီလိုပုံစံပြန်ကူးမယ် c လေးပုံစံပြန်ကူးမယ်ဆိုတော့ integral e power x minus root x sin 2 dx ကဲအဲ့ဒါကြတော့ဒီလိုမလုပ်လို့ရမယ် sin 2ဆိုတာက constant မဟုတ်ဘူးလား နော်ဘိုင်တူတော့ concept concept ဆိုပါလို့လို့ရတယ်ရှေ့ထုတ်ထားလို့ရတာဖြစ်တဲ့အတွက်ဘိုင်းချီမှာရှိတဲ့အတွက်ဘယ်သူ့ကိုရှေ့ထုတ်မလဲ1 by 2ကိုရှေ့ထုတ်လိုက်ရင် integral e power x minus root ဆိုတာဗာနေတူလဲ x power 1 by 2နဲ့တူတယ်နှစ်ခုဖြစ်တဲ့အတွက်ဂွင်းခတ်မယ် dx နော်အဲ့ဒါဆိုဒီစလိုတစ်ခုစီကိုဘာလို့လို့ရပြီ grade လို့ရပြီနော်အဲ့ဆိုရင်1 by 2တန်း grade လိုက်တော့မယ်နော်ဒီချက်တစ်ခုစီခွဲမြည်ပြတော့ဘူး ရေးမယ် e power x ကို gradient e power x နောက်က x t power ဖြစ်တဲ့အတွက် power 1ပေါင်းပြီးစာဆိုတော့1/2နဲ့1ပေါင်းလိုက်တော့3/2ဒါဆိုရင် minus x ပေါ်မှာ power 3/2အဲ့ဒါနဲ့ပြန်စာဆိုတော့ bin 3/2เนาะ plus c ကဲအဲ့ဒါဆို3/2လေးကမလုပ်မယ်အပေါ်တင်မယ်ဆိုတော့1/2 e power x minus 2 by 3 x power 3 by 2 plus c เนาะอะไร1 by 2เนี่ยဝင်မြောက်ပြီးတော့ရှင်းပြလဲရတယ်ဝင်မမြောက်ပဲ ਨੇ ဒီတိုင်းပဲထားလဲရပါတယ်เนาะโอเคဟုတ်ပြီအဲ့ဆိုချေလို့ဒါလေးရသွားပြီ d လေးကိုကြည့်เนาะ d လေးကိုဒီချက်ပုံစံပြန်ကူးမယ် integrate 1 plus 10 square x dx ကဲအဲ့ဒါဆိုရင်ဒီချက်တို့မှာ10 square ဆိုတော့10ဆိုတဲ့ formula ဒီချက်တို့မှာရှိလားမရှိဘူးပြီးရင်ပြီးရင်10ပေါ်မှာပါပါလဲ square ပါတယ်သူ့အတွက် formula မရှိတဲ့အတွက် integrate formula မရှိတဲ့အတွက်ပုံ formula ပြောင်းမယ်ရှေ့မှာချက်ခိုင်းထားတဲ့အတွက်1 10 square alpha ဆိုရင်ဘာနဲ့တူလဲ set square alpha ဒါကြောင့်အဲ့ဒီနေရာမှာအစားသွင်းမဲ့ transform လုပ်ပြီးနော် formula အစားသွင်းမှာဖြစ်တဲ့အတွက် sales boy x to x ကို x နော် dx sex ကကြတော့ဒီချက်ရုံးမှာ formula ရှိလားမရှိလားရှိတယ်နော်ရှိတယ်ဆိုတော့ sex square ကို grade ရင်10 sex square ကို grade ရင်10ဒါကြောင့်မလို့ 10x plus theta ပဲညမလားဒီဟုတ်ပြီအဲ့ဆိုဒီချက်ရုံး example 5လေးဆက်ကြည့်မယ်နော် example 5လေးရဲ့ e လေးကိုဒီချက်လိုပြန်ကူးပါမယ်ဆိုတော့ e က integral 1 by 3 minus 4x နော်ပုံစံမှားနေနော် 4x ဖြစ်ရမယ် 4x ဒီမှာရိုက်တိုင်းမှားပါအဲ့တော့ 4x dx ပေါ့နော်ကဲအဲ့ဒါဆိုရင်ဒီချက်လိုသူ့ကိုကြည့်ရင်ဘာဖြစ်သွားမလဲ formula ဒီ မိုင်းချီကိုကြည့်တော့1ဘိုင်းတစ်ထပ်เนาะ x ပေါ်မှာတစ်ထပ်ဆိုရင် ln လို့ပြောထားပြီးသားเนาะ1ဘိုင်းတစ်ထပ်ဆိုရင် ln ဒါဆိုရင်ရှိနေတဲ့ဟာဒီ ln mod x ဖြစ်မှာဖြစ်တဲ့အတွက်ဒီတစ်ခုလုံးဒီ x နေရာမှာရှိတယ်လို့မြင်မယ်ဒါကြောင့်မလို့ ln mod 3 minus 4x နော်ပြီးရင်ဒီမှာ 4x ရှိတဲ့အတွက်အဲ့ဒီ 4x ကိုဘာပြန်လုပ်ရလဲထပ်ဂရိတ်ရမယ်နော်ထပ်ဂရိတ်ရမှာဖြစ်တဲ့အတွက် difference shape တုံးအောင်လို့ပဲเนาะ -4x ကို grid shape လိုက်ရင်ဘယ်လောက်လဲ -4 ဒါဆိုရင်အဲ့ဒီ shape လို့ရတဲ့အဖြေဒီဘာပြန်လုံးရမယ်လို့ပြောထားတာလေ grid တဲ့နေရာမှာဒီပြန်စားပေးရမယ်ဟာဖြစ်တယ်ဆိုတော့ by -4 နားလဲလားနောက်မှာဘာပါမလဲ +c ပေါ့အဲ့ဒါဆိုရင်ဒီစရုပ်ကဒါကိုပြန် shape ကြည့်ပြန် shape ကြည့်ရင်အဖြေဒီဘာဖြစ်ရမလဲသူ့ရဲ့တန်ဖိုးပဲပြန်ရရမှာဖြစ်တယ်เนาะ mod เอ่อသူ့ကို differentiate လုပ်ရင် lot ဖြစ်တဲ့အတွက်1 by နော်1 by 3 minus 4x ပြီးရင်ဘယ်သူပြန်ရှိရလဲ minus 4x ကိုရှိတဲ့အတွက် into minus 4လို့မရခဲ့ဘူးလားရခဲ့တယ်နော်အဲ့ဒါဆိုရင်ဒီ minus 4လေးဒီအခုဒီမှာဒီချက် minus 4နဲ့ပြန်စားထားတာမဟုတ်လားအဲ့ဒါဆိုအဲ့ဒါလေးကဘာပြန်ဖြစ်သွားပြီလဲပြန်ကြည့်သွားရင်မူလတန်ဖိုးပဲပြန်ရတယ်အဲ့ဒါပြန်စစ်ပြတာအဖြစ်အဖြစ်ပြန်စစ်ပြတာနော် နားလည်မလားအဲ့တော့တစ်ခေါက်ပြန်ပြောပြမယ်ဒီချက်တို့ function ဒီ x တစ်လုံးတည်းမဟုတ်ရင် differentiate ကိုကောင်းကောင်းကြည့်ခဲ့ဖို့လိုတယ်เนาะ differentiate ရဲ့ဘောင်းပြန်ဖြစ်တာဖြစ်တဲ့အတွက် differentiate မှာထပ်ပိုနေတဲ့ဟာဆိုဒီချက်တို့ထပ်ရှိရတယ် set ရှိတဲ့ဟာတွေဒီပြန်မြောက်ပြရတာမှန်လားအခုဒီမှာကျတော့ရှိလို့ရတဲ့ဟာဒီပြန်စားပြရမယ့်အဖြစ်ဖြစ်တယ်ရမယ်เนาะအဲ့ဒါဆို b ကိုကြည့်เนาะ b လေးက integral root 8x 7နော် 8x 7 dx အဲ့တော့ square root လို့မြင်ရင် root ဆိုရင်ပါဝါနဲ့မြင်ရမှာဖြစ်တဲ့အတွက် integral 8x 7 the whole power 1.2လို့မြင်မယ် power ဆိုရင်ဓာတ်ရိုက် grade လို့ရတဲ့အတွက်ပါလို့ power တစ်ပေါင်းစားဆိုတော့ 8x 7 the whole power 1.2ကိုတစ်ပေါင်းတော့3.2အဲ့ဒါနဲ့ပြန်စားဆိုတော့3.2နဲ့ပြန်စားမပြီးသေးဘူး power ဆိုရင်အခြေကိုပြန်ရှိတ်ရတယ်မဟုတ်လားအခြေကိုပြန်ရှိတ်လိုက်ရင်ဒီမှာပြန်ရှိတ်လိုက်တဲ့ဓာတ်လေးဒီ เนาะ 8x 7ကို shape ရမှာ 8x 8x ကို shape တော့8အဲ့ဒီ8ဒီဘာပြန်လုပ်ပြရမယ်ဟာပြန်စားပြရမယ်ဟာနားလဲပြီเนาะ plus c ကဲအဲ့ဒါလေးကကနန်းရှင်းရုံပဲဆိုတော့နှစ်လေးလီ၈ဆို၃လေးလီ၁နှစ်ဆိုရင်ဒီချက်အဲ့ဒီ12လေးဒီအရှိကိုပို့ထားလိုက်မယ်1 by 12ပေါ့နော်အဲ့ဆိုအနောက်မှာကဘာဖြစ်သွားမလဲ8 x 7 the whole power 3 by 2 plus c နော် different shape တုန်းကဒီချက်တို့ထပ်ထပ်ထပ်ဆင်းပြန်ရှင်းရတဲ့ဟာလေးတွေဒီဒီမှာက shape ပြင်ပြန်စားပြရမယ့်ဟာဖြစ်ပါတယ်ကဲဟုတ်ပြီ d ကိုဆက်ကြည့်မယ်နော်အဲ့တော့ဒီပုံစံလေးဒီချက်ပြန်ကူးမယ် ေးကူးပြီးပြီးဒီလေးပြန်ကြည့်မယ်နော်အဲ့တော့ d လေးကကျတော့ diet grade လို့လည်းရလားလို့ကြည်လိုက်တော့ e power ဖြစ်တယ်။ဒါဆို e power ဆိုရင်ဘာလို့မလဲ။ tan grade လို့ရတဲ့အတွက် e power x ကို grade ရင် e power x ပဲဒီမှာ x တလုံးနဲ့မဟုတ်တဲ့အတွက်ဒါလေးကိုထပ်ရှိပ်ပြီးရင်ရလာတဲ့အဖြေနဲ့ပြန်စားပေးရမယ်နော်။အဲ့ဒါဆိုရင် e power ကိုရှိပ်တော့ e power ရှိတာပြန်ရေးဆိုတော့ 2x + 1 နော်အပေါ်ကဘောင်ခတ်ထားတဲ့ 2x+1 ကိုရှိတ်ရင် 2x 1ကိုရှိတ်တာ0ဆိုတော့ 2x ဖြစ်တဲ့အတွက်အဲ့ဒါလေးနဲ့2နဲ့ပါပြန်လို့ 2x ကိုရှိတ်ရင်2ဆိုတော့အဲ့ဒီ2ကပြန်စားပေးရမှာဖြစ်တယ် plus c ကဲအဲ့ဒါဆိုရင်အဖြေရတာပဲပေါ့သူရှင်းလို့မရတော့နော်ကဲအဲ့ဒါဆိုရင် abc sorry d d မဟုတ်ဘူးဒါလေးက c နော်ဒါပုံစံ c ပေါ့ ဒီဒီလေးဆက်ကြည့်မယ်เนาะဟုတ်ပြီအဲ့တော့ဒီပုံစံတစ်ချက်ပြန်ကူးမယ်เนาะဒီလေးပြန်ကူးမယ်ဆိုတော့ integral 2 power 3x 1 dx အဲ့ဒါဆိုရင်ဒီမှာ2 power x ကို greater than 2 power x by ln 2မလားဒီမှာ x တခုတည်းမဟုတ်တဲ့အတွက်ဒီစရုပ်ဘာလုပ်ပြရမလဲအဲ့ဒါလေးကိုပြန်စားပြရမယ်เนาะရှိပ်ပြီးပြန်စားပြရမယ် ဲ့ဒါဆိုရင်2 power x ကို gradient 2 power x ပဲဖြစ်တဲ့အတွက်2 power 3x 1 3 x ကိုရှိတာက3 ln 3เนาะပြီးရင်အပေါ်ကဘောင်ခတ်ထားတာလေးကိုရှိပြီးပြန်စားမှာမဟုတ်လို့ 3x 1ကိုရှိရင်3ရတဲ့အတွက် into 3 c เนาะကဲအဲ့ဒါဆိုရင်ဒီစရုပ်အဖြေလေးကဒါပဲပေါ့ e လေးကိုကြည့် e ပုံစံလေးပြန်ကြည့်မယ်နော် e က integral cos square x in x အဲ့တော့ဒီမှာဘာပါလာပြီလဲ square ပါလာပြီ square ပါလာရင်ဒီပါလာတဲ့ square လေးကိုဒီချက်ဖြုတ်ရတော့မှာဖြစ်တာနော်ဒီ square လေးဖြုတ်ဒါဆိုရင် transformation လုပ်ရမှာဖြစ်တဲ့အတွက်ရှေ့မှာဒီစက် formula တင်ထားတယ် cos square x ရဲ့ formula ဒီ power ဖြုတ်မယ်ဆိုရင်1 cos 2x 2เนาะသူရဲ့ formula ဘာဖြစ်မလဲအစားတွဲနာဒီ 1 plus cos 2x by 2ဒါသူကြက်ထားမှရတယ်နော်။ကဲအဲ့ဒါဆိုသူ့ grade လို့ရပြီဆိုရင် by 2ဒီအရှိပို့မှာဖြစ်တဲ့အတွက်1 by 2ရှိပို့1 plus ဆိုတော့1တခုစီကို grade မှာပေါ့နော်။တခုစီ grade မှာဆိုတော့1ကိုတက်တက် grade အဲ့တွဲရဲရေးထားလိုက်မယ်နော်1 plus cos 2x dx နော် အဲ့ဒါဆိုဒီချက်တန်း grade မှာဖြစ်တဲ့အတွက်1ကို grade ရင် x cos ကို grade ရင် sin နော် sin ဆိုတဲ့အတွက် plus sin သူပေးတဲ့ down ဆိုတော့ 2x x တခုတည်းမဟုတ်တဲ့အတွက် 2x ကိုမလိုရမလဲထပ် shape ပြီးစားပေးရမှာဖြစ်တဲ့အတွက် 2x ကိုရှင်းရင်2ဆိုတော့ by 2 plus c နော်ကဲအဲ့ဒါဆိုဒါလေးကသူရဲ့အဖြေလေးပဲပေါ့ရမလားကဲ f လေးဆက်ကြည့်အောင်နော် အဲ့တော့ export စာလေးကကြတော့တချို့တို့ဒီမှာ sin 4x cos 3x ဒီပါလောက်ထားလဲအမြောက်တချို့တို့မှာအမြောက် formula မရှိဘူးအမြောက်မရှိတဲ့အတွက် formula သုံးမယ်လို့ပြောတဲ့အတွက်ဒီမှာကြည့်လိုက်တော့ transformation လုပ်မှာเนาะအဲ့တော့ sin cos sin cos အမြောက်ကနေ down bound formula သွားမယ်ဘာလို့လဲတချို့တို့မှာအပေါင်းဆိုရင် grade လို့ရတာဖြစ်တဲ့အတွက်เนาะအဲ့ဒါဆိုဘယ် formula လေးသုံးမလဲဆိုရင်2 ီမှာ sin cos ဖြစ်တဲ့အတွက် sin a cos b equal to ဆိုဘာဖြစ်မလဲ sin cos ဆို sin အပေါင်းလို့ပြောတဲ့အတွက် sin a plus b plus လက္ခဏာကအတဲ့เนาะ sin အပေါင်းဖြစ်တယ်ဆိုတော့ sin a minus b เนาะအဲ့ဒီ formula လေးသုံးမယ်အဲ့အဲ့ဒါဆိုရင်ဒီစရဒီ formula မှာပါတဲ့เนาะ a နဲ့ b နေရာမှာကြည့် e ကဘာတူဖြစ်မလဲဆိုတော့ 4x 4x ကို e လို့မြင် 3x ကို b လို့မြင်ရမှာเนาะအဲ့ဒါဆိုဒီချက် formula ပြောင်းမယ်ပြောင်းမှန်ဆိုဘယ်လိုဖြစ်သွားမလဲဒီမှာ2ပုံနေတဲ့အတွက်အဲ့ဒီ2ဒီသွားစားရမှာဖြစ်တဲ့အတွက်1.2ဖြစ်သွားမယ်เนาะ1.2 integrate sin a plus b ဆိုတော့ 4x plus 3x plus sin 4x minus 3x ဒါကွင်းကြီးခတ်လိုက်နော် dx ကြည့်အဲ့ဒါလေးကိုထပ်ရှင်းမယ်1/2 integral 4x 3x ဆိုတော့ sin 7x ဒီဒုတိယတဆင့်ကိုတန်းရည်လို့ရတယ်နော်ကလေးတို့တိအောင်လို့တကယ်ရေးပြထားတာဖြစ်တယ်ပြီးရင် plus အနောက်ကနှုတ်မှာဖြစ်တဲ့အတွက် sin x ပေါ့နော် dx အ ဒါဆိုရင်တော့ grade လို့ရသွားပြီ1.2 sin ကို grade ရင် minus cos ဆိုတော့ဝင်ခတ်မယ် minus cos 7x ဘာတူကိုထပ် grade 7x ကိုရှိတ်မှာဆို7အဲ့ဒီ7ဒီပြန်စားပြီး by 7เนาะပြီးရင် plus sin ကိုဘာလို့မှာ grade မှာဆိုတော့ minus cos x plus c เนาะဒါလေးပဲပေါ့အဖြေကအဲ့ဒါဆိုရင်ဒီစလို1 by 2ကဝင်မြောက်ပြခြင်းလည်းရတယ်ဒီတိုင်းထားခြင်းလည်းရတယ်ဝင်မြောက်ပြမယ်ဆိုရင်ဘယ်လိုဖြစ်သွားမလဲအဲ2နဲ့7နဲ့မြောက်တော့14ပေါ့เนาะ14ဆိုတော့ -1 by 14 cos 7x -1 by 2 cos x + c ပေါ့ဒီလိုဖြစ်သွားမယ်ရမယ်เนาะဒါဟုတ်ပြီအဲ့ဆိုဒီ channel နောက်ဗီဒီယိုလေးဆက်ဆောင်ကြည့်ပြီးအားလုံးမင်္ဂလာပါ